ိတ်တရားဆိုတာအဲ့ဒါကတော့ဟိုးဆိုလိုပိုင်းပဲတပည့်တို့မင်းကိုစရောက်တဲ့အချိန်ကလေးကဆရာတော်ဘုရားကြီးကတော့အလင်းသိင်သိင်တယ်လို့ဩဝါဒပေးခဲ့တာပါပဲမှန်ပါအာကုန်ကျက်တဲ့အခါမှာဘယ်လိုကျက်ရမလဲသဘောရေးဖြစ်အတွက်ကအဓိပ္ပာယ်တွေပါလိဘယ်လိုမှတ်သားရမလဲဒီလိုနိနာနိတ်တရားတွေကတော့မကြမကြပဲမင်ကြပြီးတော့ဩဝါဒပေးခဲ့တာပါနော်အဲ့တော့ဩဝါဒပေးခဲ့တယ်အဲ့ဒီဆရာတော်ကြီးဩဝါဒပေးတဲ့အတွက်ပဲဒီလိုလိုအာကုန်ကျက်မှတ်တဲ့အချိန်မှာစာကြည့်ပေးတဲ့ပုံကိုထားပြီးတော့ ကျက်မှတ်ဖြစ်ခဲ့တာပေါ့ကျန်ပါဆရာကြီးအမင်းရှိတယ်သူတီဗီတွေကကြိုးစားနေအချိန်တုန်းကလည်းပဲဒီလိုပဲဟိုတဲ့စာကြည့်ပြီးတဲ့ပုံကိုနဲ့ပဲစာပြန်ခဲ့တယ်တမတမဒီနေ့စာဒီနေ့ပေါ့နော်တမတမဒီနေ့ကျက်မှတ်ပြီးတဲ့စာကိုဒီနေ့အဲဒီစာကြည့်ပြီးတဲ့ပုံကိုဆိုတော့သွားပြီးတော့ပြန်တာပေါ့ဗျာတမဗျာဟိုကြည့်ပြီးတဲ့ပုံကတော့အမှားအမှန်ကြည့်ပြီးပေါ့သူကပြန်ပေါ့အဲ့ဒါနေတိုင်းနေတိုင်းအဲ့ဒီလိုလုပ်ခဲ့တယ်အဲ့တော့အဲ့ဒီလိုမလုပ်ခင်တော့ငငယ်တုန်းက သူစာပြန်ခဲ့တဲ့ပုံကိုလည်းပဲဆရာတော်ဘုရားကြီးကအမင်းရှိတယ်။ငယ်တုန်းကဒီမြင်းညံမှာနေတဲ့အချိန်ကြီးမှာပါတော့။သူနေဆရာစီမှာနေတဲ့အချိန်မှာတော့စာပြန်ခဲ့တယ်။အဲ့ဒါကတော့အခြေခံစာလေးတွေပေါ့။မှန်ပါဗျာ။ပစ္စည်းတရာကြီးတို့အဘိဓမ္မာထသင်္ခါဘင်းဂျိုတို့ဒါဒီပြန်တဲ့အချိန်မှာခုနစာကြည့်ပေးတဲ့ပုံကိုစီသွားမပြန်မင်းနဲ့ကိုယ့်အကူပြန်တယ်။ကိုယ့်အကူပြန်တဲ့အခါကျတော့တပည့်တော်တို့ဟိုစာကြော်သွားတာပေါ့နော်။မှန်ပါ စာကြောသွားတဲ့ဥစ္စာကိုသူကမသိလိုက်ဘူးတဲ့ဒီမှာပြောတော့တရာတရာပေါ့ထားပါတော့လေဆရာတော်ဘုရားကြီးအမင်းရှိတာဆိုရင်တော့အဲ့ဒီတရာရဲ့နာမကပ်ပါလို့ခေါ်တဲ့နံခန့်ပေါ့ဒီမှာနံခန့်ကိုသူပြန်တာအဲ့နံခန့်ပြန်တော့အပိုင်းတွေရှိတယ်ပေါ့အပိုင်းတွေရှိတဲ့နေရာမှာပထမပိုင်းပြီးလို့ရှိရင်ဣတိနာမကပ်ပြီးပထမောကံတော်ဆိုပြီးတော့ဒီလိုလေးညီကုန်းအုပ်တယ်အုပ်ပြီးတော့မှဒုတိယပိုင်းကိုဆက်သွားတယ်မှန်ပါအဲ့ဒီဥစ္စာကိုသူကသူပြန်တဲ့အခါကျတော့စာရီကျော်သွားတာပေါ့နော်ဒီမှာစာရီကျော်ပြီးတော့ပြန်လိုက်တာတဲ့ ဣတိနာမကပ်ပြီးဒုတိယကံတော့ဆိုပြီးတော့ဒုတိယပိုင်းပြီးသွားရောဒုတိယပိုင်းပြီးသွားတော့မှ तू ကသိလိုက်တယ်ဟာဣတိနာမကပ်ပြီးပထမကံတော့ဗေနာကြံခဲ့လည်းမသိဘူးဆိုဒီလိုဖြစ်တယ်အဲ့တော့ဟောစာစာအကြည့်မခိုင်းမဲနဲ့ကိုယ့်အကူပြန်လို့ရှိရင်အဲ့ဒီလိုဖြစ်တတ်တယ်ပေါ့ဩစာတွေကျော်သွားတတ်တယ်ကျော်လို့တော့ကျော်မှန်းမသိပဲနဲ့ပေါ့ဟိုးရှေ့ရောက်သွားတော့မှအဲကြံငယ်မှန်းသိတဲ့အခါကျတော့အဲကိုယ့်အကူလည်းပဲစိတ်ဆင်းရဲရတယ်ပေါ့နော်ဩအဲ့တော့ ဒီစာကျက်တဲ့အခါမှာကြည့်ပေးတဲ့ပုံကနေကျက်နေစဉ်နေစဉ်ဒီကျက်မှတ်နိုင်တယ်လို့ကျက်ပြီးတော့အဲ့ဒီပုံကိုစီသွားပြန်ပေါ့နော်သူ့အကူညီတောင်းပြီးတော့အဲ့ဒါစာကြည့်ခိုင်းဒီလိုကျက်မှတ်လို့အဲ့ဒီလိုအမင်းရှိတာပေါ့မင်းကြီးတဲ့တို့ဒီမျိုးတွေကလည်းအဲ့ဒီတိုင်းပဲလားကျက်မှတ်ခဲ့တာပေါ့တခြားဘူးလို့စာကြည့်ပြီးတဲ့ပုံကနေလေတင်ပါဗျာစာကြည့်ပြီးတဲ့ပုံကိုဆိုတော့ဒီမင်းကမှကြတော့ကိုအချင်းချင်းပေါ့ဗျာတင်ပါပြိပိကစာတင်တာအချင်းချင်းပေါ့အဲကို ကိုအာလတ်လိုကြည်ပေးနိုင်တဲ့ပုံကိုစီသွားပြီးတော့သာသာပြန်သူကကြည်ပေးမှန်ပါအဲ့ဒီဘောပေါ့နော်အဲ့တော့အဲ့ဒီမှာစာကြည့်ပေးခဲ့တဲ့ပုံကိုဒါတကယ်ဟိုယေရှုရှင်တယ်လို့ပြောလို့ရတာပေါ့နော်မှန်ပါအဲယေရှုရှင်တွေကဒီပထမဆုံးပုံကိုကတော့ဟိုဆရာတော်ဥဝန်သားပါလာဆိုတာဟိုတန်လီမင်းကျောင်းစာတင်လိုက်ကနေပြီးတော့ ်ဆိုရပထမကျော်ဘွဲရခဲ့တဲ့ဟုတ်ဘက်ကိုပါနော်တင်ပါတယ်ဗီဒီကတပုံခွဲသူကအောင်မြင်ပါတယ်ဗီဒီကတပုံခွဲအောင်မြင်တော့အခုချိန်မှာတော့ဟိုညောင်တုံဘက်မှာသူကကြောင်းထိုင်နေပြီပေါ့ဟုတ်တင်ပါတင်ပါတင်ပါအဲ့ဒီဆရာတော်ဥဝန္တာပါလာသူစီနေတိုင်းသွားပြီးတော့စပြန်တယ်သူကကြည့်ပြီးတယ်တင်ပါရှင်လက်ရှင်နဲ့ကြည့်ပြီးတယ်နောက်ဆရာတော်ဥဝန္တာပါလာပြီးတဲ့အခါမှာဆရာတော်ဥဒမာစာရာဆိုတာဒါနိုင်ငံတော် တန်ခါမဟာနာရေကဟောင်းပေါ့နော်တင်ပါဒီဒီပြီးခဲ့တဲ့နှစ်နှစ်လောက်ကမှသူကနားသာတာပေါ့ ကောလင်ကောလင်ရကောလင်ဆရာကောလင်ဆရာတော်ဥဒမစာရာတမန်တမန်ပြီးတဲ့အခါကျတပည့်တော်နဲ့တရားနဲ့အတူတူနေတဲ့ဆရာတော်ဥစရိယတမန်ဥဂုဏလင်္ကာရအဲ့ဒီပုံပေါ်လေးဒါတို့စာကြည့်ပေးကြတဲ့ပုံပေါ်လေးပါနော်တမန်ပြတကယ်ကိုကျေးဇူးတင်တိုက်တဲ့ပုံပေါ်လေးပါလေဘုလိုရှင်းပြအထက်မှလည်းဘုမုန်းရဲ့နှလုံးသားကအဲဆရာသမားတွေကိုအလေးပြုပြီးတော့ပြောနေတာလေးကသိကြပါလေဗျာတမန်တမန်တမန်ဒါတို့ရဲ့ကျေးဇူးတွေကြောင့်လည်းပဲဒီလို ဒီလိုအောင်မြင်ခဲ့တာပေါ့ဗျာမှန်ပါဘူးအဲ့တော့အာကုန်မှာအဲ့လိုမျိုးစာကြည့်ပြီးတဲ့ပုံကိုရှိမှရှိမှပေါ့ကောင်းတာပေါ့ဒါနောက်လာမဲ့တန်ဃာတွေဆရာတော်သမတော်တွေနေနဲ့ရှေ့တော်ဖြစ်ခဲ့တဲ့တိပိကဆရာတော်ဖျားများရဲ့ဘဝအတွေ့အကြုံနဲ့ခံစားချက်တရားခုနကဘုံဘုံဟာလာတတရဟိုပြည်ဆရာတော်တတရတိပိကပြည်ဆရာတော်ကို အားကြခဲ့ရတယ်လို့ဩတကယ်ကိုပထမတိပိကရင်ခွင်မှာသွားရောက်တဲ့အခါမှာ တကယ်ကိုအကြောင်းတရားလေးတွေဟာအဲဖုံဖုံပြောပြရင်တကယ်ကိုတမိုင်းထဲမှာပြန်နှစ်ဝင်လာတဲ့အဲမနာလို့ကိုဘွားကိုပြောင်းလဲလဲရတာရွာမန်ဘောတိပိကအကြောင်းကိုသွားခဲ့တဲ့ရန်ကုန်ကစကိုင်းကိုဆင်းရတဲ့အဲတန်ငါလူငယ်တပတ်ပဲတော့အဲ့ချိန်မှာနော်ဖုံဖုံတော့လာ29တကယ်ကိုကလီတာတာဒီမှာအဲ့တော့ဖုံ36နှစ်တိပိကရပြီးတော့ကိုတိုက်ကိုပြန်ပြီး3နှစ်စာချတယ်ဆိုတော့ဟိုအသက်တော်40လောက်မှာကျောင်းတိုင်းလေလုပ်ငန်းတွေမှာစလာ ဟုတ်တယ်ဗျာတင်မလားကျောင်းတိုင်းတော့ကြာတော့ဘလူဖုံဖုံစပြီးတော့ကျောင်းအပ်တာလေအဲ့ဒါလေးလေးအဲကျောင်းအပ်တာကြာတော့တပည့်တော့တိပိတိကအကုန်လုံးမပြီးသေးဘူးဟောအာကုန်တော့ပြီးပြီပေါ့ဗျာနော်တင်ပါအာကုန်ပြီးသွားပြီအဲ့ဒီကအကြိမ်90မြောက်ရွှေရတုစာမေးပွဲမှာတပည့်တို့အာကုန်ပြီးတင်ပါအာကုန်ပြီးလို့နောက်တစ်နှစ်ပေါ့တင်ပါခုနစာမေးပွဲမအောင်တဲ့နှစ်ကြာတဲ့နှစ်တင်ပါစာမေးပွဲကြာတဲ့နှစ်မှာဒီ ကျေးဇူးတော့ရင်မင်းညာကိုးဆောင်ဆရာတော်ဘုရားကြီးကဒီကြောင့်တကြီးတည်ထောင်တာဒီလောက်ဒီလိုတော့မပြီးသေးဘူးပေါ့လေဟိုတဝက်တစ်ပြည့်ပေါ့နော်တဝက်တစ်ပြည့်ပြီးတဲ့အချိန်မှာဆရာတော်ကြီးရသက်တော်89နှစ်ပြည့်ဒီမိုင်းနေဝယ်ဒီဒီမှာပဲကျင်းပါတယ်ဩဒီမှာဒီမှာကျင်းပါတော့ဟိုစောစောတွေကလည်းပြောထားတယ်ပေါ့နော်ဒီမှာဒီကြောင့်တကြီးဟိုဒီပြီးတော့အပ်မယ်ဆိုတာစောစောတွေကလည်းပြောထားတယ်ဩပြောထားတော့ဒီပြီးတော့လည်းပဲဒါ လက်ခံထားရတာပေါ့ဗျာ။ဩတင်မလက်ခံထားတော့အဲ့ဒီ89နှစ်ပြည့်မွေးနေ့ပွဲကျတော့ဒီလိုလာရတာပေါ့။ဩတင်မတင်မတပေါင်းလာကျတော့ဘုရားရဲ့တပေါင်းလာပြီးရော3ရက်နေသူမွေးနေ့ဆိုတာလေ။တင်မတင်မ89နှစ်ပြည့်မွေးနေ့ပွဲအဲ89နှစ်ပြည့်မွေးနေ့ပွဲမှာကျတော့ဘုရားကြီးကဒါသူတီထောင်ထားတဲ့နိဂေသာသင်္တကြီးအဲ့ဒါကိုမြည်တိပြည့်ဖြစ်တဲ့ဥဒိလက်ခံတာကိုလွှဲအပ်တယ်ဆိုပြီးတော့ဩဒီလိုလွှဲအပ်ခဲ့တာပေါ့ပေးတာအနေမှာလေ။ ပါသရိယာကနေပြီးတော့ဘုံဘုံအလိုက်တာတမန်တော်ဟိုဒီဆရာတော်ဥတီလောကဘိဝန္တရဲ့ဆရာအစ်စ်ကအင်းဘုံဘုံကိုညီးတပြီးကိုတမန်တော်ထိုက်တန်လို့အားရတယ်ပေါ့တမန်အဲ့တော့ဘုံဆရာတော်ဥတီလောကကြီးရောဒါလိုက်လက်ခံပြီးလာဘလို့ပဲမပါပါလေတမန်တော်ဟိုလိုအပ်တဲ့စာတွေကသူပဲရေးပေးတာဩလိုအပ်တဲ့စာတွေကသူတော့မကွေးဆရာတော်ကြီးပေါ့ဝေကုမာရအဲမကွေးဆရာတော်ကြီးဥကုမာရရဲ့အစ်စ်ရောမဆရာတော်ဥတီလောကရဲ့သူတို့နှစ်ပါးရေးပေးတာ အဲ့တော့မကွေးဆရာတော်ကြီးကဟိုးစားပဲအကျိုးတော်မှရှိဦးမယ်ဟုတ်တယ်ဟုတ်တယ်တင်ပါတင်ပါမကွေးဆရာတော်ကြီးအကျိုးတော်စားတင်ပါတင်ပါတင်ပါအဲ့တော့မကွေးဆရာတော်ကြီးကလည်းမြင်းရဆရာတော်ကြီးဆိုတော့ကြီးညိုလေးစားတယ်တင်ပါဗျာဒီသားတော့မြင်းရဆရာတော်ကြီးမိန်းသမီးအကုန်လုံးသူကပြီးစီအောင်လိုက်ပြီးတော့ဆောင်ရွက်ပေးတယ်မှန်ပါဗျာဆောင်ရွက်ပေးပြီးတော့အဲ့နှစ်မှာအလိုက်တာပေါ့လေမှန်ပါအဲ့တော့အလိုက်တော့ဒီကြော့ကအာကုန်မပြီးသေးတယ်ရေးဖြေရမအောင်သေးဘူးဆိုတဲ့အခါကျတော့တင်ပါရေးဖြေအတွက်ဆက်ပြီးတော့ကြိုးစားပါရစေတော့တင်ပါဒီအခါရှာတော့ညာရတယ် တာဒီလိုဒီလိုလက်ခံထားရင်ကိုရပြီပေါ့နော်ဒီမှာလက်ခံထားရင်ကိုရပြီဆိုတာနဲ့ဒီပြီးတော့လက်ဩဆန်တော့တက်တော်လည်းရလာပြီဆိုတော့ဟုတ်တယ်စိတ်ချကြင်တာပေါ့နော်စိတ်ချကြင်တာဟုတ်တယ်ဒီမှာဒီမှာဒီမှာဒီလိုနဲ့ဒီပြီးတော့လက်ခံပြီးတဲ့အခါမွေးနေ့ဝယ်လေပြီးတော့မင်းဝန်ပြန်ပြီးတော့ဒါနောက်ဆုံးအပိုင်းကျန်တဲ့နောက်ဆုံးအပိုင်းကဆက်ကြိုးစားပြန်တာပေါ့ဗျာ။အော်အဲကြိုးစားပြန်တယ်ဒီမှာတော့ဆရာတော်ကြီးရယ်နောက်သူ့တပည့်ဒီဆရာဘုန်းကြီးရယ်ဒီလိုပဲအုပ်ချုပ်ပြီးတော့ဆရာရှင်တိုင်းကတော့ဖွင့်နေပြီ။အော်ဖွင့်နေပြီဒီလိုပဲကျောင်းလိုက်ကြီးလေပတ်နေတာပေါ့ တင်မာတင်ပတ်ဒီအဲ့ဒါနောက်နှစ်ကြတော့ဒီလိုဖြေလိုက်တဲ့အခါမှာအောင်သွားရောပေါ့နော်တင်မာပါစေတင်နှစ်ကြိမ်မြောက်တီဗီကစာမေးပွဲမှာအောင်သွားတယ်အဲ့ဒါတင်မာတင်မာကော်ပီတာဖြစ်ပြီအဲကော်ပီတာဖြစ်ပြီတင်မာခုနှစ်အနေနဲ့ကြတော့1360ခုနှစ်ပေါ့နော်ဩတင်မာတင်မာ1360ကျွတ်လွတ်လွတ်ကျွတ်လွတ်လွတ်အောင်သွားတယ်တင်မာကျွတ်လွတ်လွတ်အောင်သွားတော့ဒီကဆရာတော်ကြီးကအမိန်ရှိတယ်ကဲစာမေးပွဲပြီးသွားပြီသူကလည်းဆရာတော်ကြီးတကူးစေကျွတ်သွားပြီ 90မကျော်သေးဘူး90ပဲရှိအောင်ဟုတ်တယ်မအဲ့ဒီနှစ်မှာဆရာတို့ရ90ပြည့်တာပေါ့တင်မတင်မအဲ့တော့ဒီကြောင်တက်ကြီးကိုလည်း तू အပ်ပြီးပြီဒီပြောရတဲ့ဆောင်းကိုပဲပြီးသွားပြီတင်မအဲ့တော့လည်းကြောင်းမှာလာနေဖို့ဒီမှာလာနေဖို့ဆို तू အမင်းရှိအဲဟုတ်အမင်းရှိတဲ့အခါကျတော့ခုနလိုဟိုကြောင်တက်ရဲ့စီကံကိုဒီပြောလည်းရှောက်ထားပြရတာပေါ့ဟောသုံးသုံးနေ့ကျင်းစမယ်အဲ့တမတောင်ပြီးပြီးရင်အဲ့လိုကြီးထွက်သွားလို့သိပြီးတော့မကောင်းပါဘူးဗျာပေါ့ကြောင်တက်ကတတ်မှတ်ထားတာလည်း၃နှစ်ပြန်ပြီးတော့ကျေးဇူးဆရမယ်လို့ဒီလိုတတ်မှတ်ထားပါတယ်အဲ့တော့မလို့ သုံးနှစ်လောက်အဲ့ဒီမှာစာပို့ချရင်လည်းနေရင်ပါလေးတယ်ဆိုတဲ့အခါကျတော့ကျတော်ကြီးကတိတ်တော်သဘောမတူဘူး။အော်။တိတ်တော်သဘောမတူဒါပေမဲ့လည်းဟိုဟာစီကန်လည်းအဲ့လိုရှိတယ်ဆိုလေဒီမှာအဲ့လိုရှိတယ်ဆိုရင်လည်း KIC ကအတိုင်းပဲလုပ်ပေါ်กว่าဆိုပြီးတော့နောက်ဆုံးတော့ခွင့်ပြုလိုက်တာပေါ့ဒီမှာဗျာခွင့်ပြုလိုက်တော့ဒီလိုရလဲအဲ့မင်းငုံเจ้าမှာလည်းဆက်ပြီးတော့စာပြပို့ချတယ်အဲဒီမှာကျတော်ကြီးကတင်းသုံးတယ်အဲ့လိုတင်းသုံးရင်းနဲ့ပဲဒီအဲ့တော့ကျတော်ဘေးရအိမ်ကဥက္ခလား ်မြင့်ညံဆရာတို့ရနော်ဥပဒါပေါ်ဩအေးပါတယ်တမန်တော်မြင့်ညံဆရာတို့ဖျားကြီးရဲ့ဘွဲဟာဒီတော့အရဏတော်ဗိဒာဒီတော်ဗိဒာဟုတ်တယ်တမန်တော်ဗိဒာတော်မြတ်တမန်ဗျာဟုတ်ဥပဒါအနေနဲ့ပဲရှိရှိပါသေးတယ်တမန်တမန်တမန်အဲ့လိုနေရာနေတပြီးတော့လည်းခေါမစာပို့ချနေရင်ဆရာတို့ကြီးကလည်းပဲဒီမှာသတင်းသုံးပေါ့လေကျောင်းကျန်တဲ့နေရာတွေဆက်ပြီးတော့သူတီထောင်းနေတာပေါ့ဗျာတင်ပါတင်ပါအဲ့လိုတီထောင်းနေရင်းနဲ့သက်တော်92နှစ်ဆရာတော်ကြီးသက်တော်92နှစ်ရောက်တဲ့အခါကျတော့ကျမ်းမာကြီးချွေရင်းတင်ပါတင်ပါ